ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မနက်စာဖြစ်လက်ဖက်ရည်လေးနဲ့သွားတောက်ရင်အရန်လိုက်ဖက်တဲ့ဤကြခွေးအလွယ်ပြုလုပ်နေလေးကိုတောင်းဆိုထားတဲ့သူများအတွက်တန့်ရှင်းလက်ဆက်ပြီးတော့စားလို့အရန်ကောင်းတဲ့ဤကြခွေးပြုလုပ်နေလေးကိုလာမျှပေးရရှိပါတယ် ။အရင်ဦးဆုံးအင်ချာကွေးလောက်တဲ့အထဲမှာအတိကပါဝင်တဲ့ဒီ yeast ကိုကောင်းမကောင်းကိုဖြူလို့အရင်ဆက်သက်ပါမယ်နော်။ yeast ကိုအလောက်လုံးမလောက်ကိုဖြူလို့ဆန်သက်တဲ့အနေနဲ့အရင်ဦးဆုံးခွက်တလုံးသေးကို ရေသန့်150 ml ကိုထည့်ပေးလိုက်ပါ။ပြီးရင်တော့တခြားထမင်းစာဆိုးနဲ့မောက်မောက်တစုံစာကိုထည့်ပေးလို့ရှိရင်တော့ဒီအတိကပါဝင်တဲ့ yeast ကိုဖြူလို့ဖောက်ထည့်ပေးလိုက်ပါမယ်နော်။ yeast ကတော့ဒီတစ်ထောက်မှာ17ခွန်းပါပါတယ်ရှင်။ထမင်းစာဆိုးနဲ့ဆိုလို့ရှိရင်တော့တစုံစာလောက်ရှိပါတယ်။ yeast ကိုထည့်ပေးလို့ရှိရင်တော့နှစ်သွောင်းအောင်ပေါ့နော်။ခဏလောက်ဖြောထားပေး လိုက်ပါမယ်ရှင်။ဤချာခွေးလောက်တဲ့အထဲမှာအတိတ်ကအရေးကြီးဆုံးကတော့ဒီ yeast ပေါ့နော်။တကယ်လို့ဖြူတို့သုံးတဲ့ yeast ကမကောင်းဘူးဆိုလို့ရှိရင်ဒီဤချာခွေးလည်းဖောက်ဖောက်တည်တည်လေးမရအောင်ပေါ့နော်။ပြီးရင်တော့သူ့ကိုအလုံးမလုံးကိုဖြူတို့အဖုံးလေးအုပ်ပြီးတော့9မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်နော်။ဖြူတို့9မိနစ်လောက်နှက်ပေးတဲ့နောက်ခုလိုမျိုးလေး yeast ကဖောက်ဖောက်တည်တည်လေးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်သုံးလို့ရတယ်ပေါ့နော်။ခုလိုမျိုးလေး9မိနစ်လောက်နှက်ပြီးလို့ပဲ yeast ကမဖောင်းလာဘူးဆိုလို့ရှိရင်တော့သုံးလို့မရဘူးပေါ့နော်။ကဲပြီးရင်တော့ဖြူတို့ဤချာခွေးစားလို့ရန် တွက်ခွက်တလုံးသေးကိုဖြိုးလို့သုံးနေကြအထွေထွေသုံးကြုံကိုနှုတ်စီဖူးနဲ့တပူးနဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့စာလက်ဖက်ရည်စွမ်းတဝက်စာလောက်ကိုထည့်ပြီးလို့ရှိရင်ဒီဂျုံနဲ့တမတော်အောင်ပေါ့နော်ဖြိုးလို့ခဏလောက်မှုတော့ပေးလိုက်ပါမယ်ရှင်ခဏလောက်မှွေပေးတာနဲ့သူ့ရဲ့ကိုဖြိုးပါချက်ဥတလုံးကိုဖောက်ထည့်ပစ်ထားလိုက်ပါတယ်။ပြီးရင်တော့စီကိုထမင်းစာဆွန်းနဲ့နှဆွန်းစာလောက်ကိုထည့်ပြီးလို့ရှိရင်တော့သမတော်အောင်မှွေထားပေးလိုက်ပါမယ်နော်။စီကတော့ရိုးရိုးဟင်းချက်တဲ့စီကိုပဲတုံးထားပါတယ်။ ပြီးရင်တော့ခနာကရေစနစ်ဖြော်ထားတဲ့ဒီရေကိုပေါ့နော်ဖြိုးလို့နည်းနည်းချင်းစီထည့်ပြီးတော့သမတော်အောင်မှွေထားပေးလိုက်ပါမယ်ရှင်။ဤချခွေးလုံးနီလေးကလွယ်တယ်ဆိုပေမဲ့ဖြိုးတို့တဆင့်ချင်းစီကိုသေချာလေးလှုပ်သွားပေးဖို့တော့လိုပါရဲ့နော်။မဟုတ်ရင်ဤချခွေးကမဖောင်းတာတို့မာတာတို့ဖြစ်တတ်တယ်ပေါ့နော်။ကဲဖြိုးလို့ဇွန်လေးနဲ့နဲ့သွားတာနည်းနည်းလေးနှက်နေပြီဆိုလို့ရှိရင်တော့လက်လေးနဲ့ပြောင်းပြီးတော့နဲ့သွားပေးလိုက်ပါမယ်နော်။နဲ့သွားလိုက်ခဏကရေလေးကိုထက်သွားလိုက်ပါနော်။ဖြိုးတို့လှုပ်သွားပြရမှာဖြစ်ပါရဲ့ရှင်။ ဒီမှာဆိုလို့ရှိရင်တော့ဖြိုးသုံးသွားလိုက်တာဒီ yeast နဲ့ရော ဖြုတ်ထားတဲ့ရေလေးက150 ml ရှိပါတယ်ရှင်။ရေကိုကြတော့ဖြိုးပေါ်နဲ့ချင်းစီထည့်ပြီးတော့နှဲသွားပေးလိုက်ပါတယ်။ကဲဖြိုးလို့နှဲသွားလိုက်တာအခုလိုမျိုးလေးမောက်သားလေးကချောလာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်။ ဖြိုရဲမုတ်သားလေးရာခုလိုမျိုးလေးချောချောလေးနဲ့ပြော့ပြော့လေးဖြစ်နေဖို့လိုပါတယ်နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့သူ့ကိုဖြိုတို့အဖုံးလေးအုပ်ပြီးတော့ကိုအချိန်ရရတလောက်ပေါ့နော်ဖြိုကတော့အချိန်သိမရတာနဲ့သူ့ကိုနှစ်နာရီလောက်နှက်ထားပေးလိုက်ပါတယ်ဒီနေ့မှာကိုကအချိန်ရတယ်ဆိုလို့ရှိရင်တော့၄နာရီသို့မဟုတ်၅နာရီတကယ်လို့အချိန်တအားရတယ်ဆိုလို့ရှိရင်တ냐ကြိုပြီးနှက်ထားမယ်ဆိုလည်းရပါတယ်ရှင်ဖြိုကတော့သူ့ကိုနှစ်နာရီလောက်နှက်ထားပေးလိုက်ပါတယ် ကဲခုဆိုလို့ရှိရင်တော့ဖြိုးလို့နှက်သွားလိုက်တာနောက်ထပ်နှစ်ဆလောက်တူပို့ပြီးတော့ကြီးလာတယ်ပေါ့နော်ဒီနေထားကတော့နှစ်နာရီလောက်နှက်ပြီးလို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်ပြီးရင်တော့ဖြိုးတို့ဒီသူ့မှာခုံနေတဲ့လေလေးတွေထွက်သွားအောင်ပေါ့နော်ခုလိုမျိုးလေးလက်လက်တက်ဖိဖိပေးလိုက်ပါမယ်နော်မောက်သားလေးကိုမောက်သားကလက်မမကတ်ရအောင်ပေါ့နော်ဖြိုးတို့ဂျုံလေးနဲ့ ုလိုမျိုးလေးပေါ့နော်လက်လေးကိုလူပြီးတော့မုတ်သားကိုထုတ်ပေးလိုက်မယ်ပြီးရင်တော့မုတ်လုံးမဲ့နေရာကိုလည်းဖြူတို့ဂျုံကိုခက်မများလေးဖြူထားပေးမှာဖြစ်ပါရဲ့နော်မဟုတ်ရင်မုတ်သားကတအားကက်တယ်ပေါ့နော်မုတ်သားကိုအပြင်ထုတ်ပြီးလို့ရှိရင်တော့ဖြူတို့ကိုလိုချင်တဲ့ပုံစံလေးတွေးထားပေးလိုက်မယ်ပေါ့နော်ဖြူကတော့ဒလိတ်လုံးနေတဲ့ခုလိုမျိုးလေးခက်ရှိရှိပုံစံလေးတွေးထားပေးလိုက်ပါရဲ့ရှင် ဒီနေရာမှာတလဲလုံးလည်းမရှိဘူးဆိုလို့ရှိရင် ပလင်းတို့ဘာလို့နဲ့လဲဖိတ်ပေးလို့ရတယ်ပေါ့နော်ဒီနေရာမှာအီချာခွေးကိုသေးသေးလေးတွေကြိုက်ရင်သေးသေးလေးတွေလှီပြီးတော့ကြောမယ်ဆိုလည်းရတယ်ပေါ့နော်ဖြူရတော့ပုံမှန်ရွက်စားလေးပဲလှုပ်ထားပါရရှင်ဖြူတို့ကိုလိုချင်တဲ့ပုံစံလေးသွင်းပြီးဆိုလို့ရှိရင်တော့အီချာခွေးပုံလေးကိုစပြီးတော့လှီပေးလိုက်ပါမယ်ရှင်ဒီနေရာမှာတသေးလေးကြရင်တသေးလေးတွေလှီပြီးတော့ကြော်မယ်ဆိုလဲရတယ်ပေါ့နော် ကဲလေးပြပြဆိုလို့ရှိရင်တော့ဖြိုးတို့ဒီတစ်ဖက်မှာတူလေးနဲ့ပေါ့နော်ခုလိုမျိုးလေးရေလေးကိုဆွတ်ထားပေးလိုက်ပါမယ်ရှင်ဒီအလက်တက်တဲကိုပေါ့နော်ဖြိုးတို့တူလေးနဲ့သိချလေးရေလေးဆွတ်ပြီဆိုလို့ရှိရင်တော့ခုလိုမျိုးလေးတစ်ခုနဲ့တစ်ခုကိုထပ်ထားပေးလိုက်ပါမယ်နော်ဤချောက်ခဲပုံလေးကအရန်မလှဘူးဆိုပေမဲ့ရတာကတော့အရန်ကိုကောင်းပြီးတော့အရန်လည်းတတ်ရှင်လက်ဆက်ပါရရှင်ပြီးရင်တော့အပေါ်ကနေတူလေးနဲ့ပေါ့နော်ခုလိုမျိုးလေးဖိပေးလိုက်ပါမယ်နော် ဖြစ်သွားအိမ်မလုံးလုံးကိုလှုပ်ရှားတာဖြစ်တဲ့အတွက်အရင်တော့မလှောက်ဘူးပေါ့နော်ဤကြွယ်အချောင်းလေးရတအားရှိနေတာနဲ့ဖြိုးကဒီတစ်ခုမှနှစ်ခုစာကိုလေးပစ်လိုက်တယ်ပေါ့နော်ပြီးရင်တော့မကတ်ရအောင်ပေါ့နော်ဖြိုးတို့ဂျုံလေးနဲ့ဖြိုးပြီးတော့တစ်ခုနဲ့တစ်ခုကိုခွဲထားပစ်လိုက်ပါမယ်နော်ပြီးရင်တော့ဖြိုးတို့စီပူထဲကိုထည့်ပြီးတော့ပေါ့နော်ကြော်ထားပစ်လိုက်ပါမယ်ရှင် ကျော်ရက်ချိန်မှာဆိုလို့ရှိရင်တော့အခုလိုမျိုးလေးပေါ့နော်ဖြူတို့နှစ်ဖက်ကိုဆွဲတင်ပေါ့နော်ထည့်ကျော်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့တုတ်လေးနဲ့ဟိုထိုးတီထိုးလေးလုပ်ပြီးတော့ကျော်သွားပေးရမှာဖြစ်ပါတယ်။ဖြူတို့ကျော်ရက်ချိန်မှာဆိုလို့ရှိရင်လည်းမီးကိုတအားပြပြမဟုတ်ပဲနဲ့ပေါ့နော်မီးလက်လက်နေထားလေးနဲ့ပဲကျော်သွားပေးရမှာဖြစ်ပါတယ်ရှင်။ ကဲဖြစ်တော့ကြောက်သွားလိုက်တာအခုလိုမျိုးလေရွှေဝါရံလေးတန်းလာပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ချန်နယ်ရဲ့ဟာလေးတွေကိုလည်းဒီတိုင်းလေးပဲထောက်ထားပေးရမှာဖြစ်ပါတယ်ရှင်ဖြူကတော့ဗီဒီယိုရှိမှဆိုလို့အားလုံးကြော်လာမှာပြတော့ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့တက်ရှင်လက်ဆက်ပြီးတော့စားလို့ကောင်းတယ်ဖြူတို့ရဲ့အီချာကွေးဖောက်ဖောက်တင်းလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရတဲ့လွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမြန်လို့ညွှန်လင်းပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့တလောက်ပါပဲနော် ဒါဆိုဖြိုးနေဘဝတက်တယ်မှာပြန်ဆိုကြမယ်နော်အားလုံးအပိုင်း